28ရက်စက်တလ2025ကြာတာပရီနေ့12နာရီအတွက်ပါညီကောင်မောင်မတွေမင်္ဂလာပါရှင်လက်ရှိတဲ့ဝင်လာပြီဆိုရင်ညီကောင်မောင်မတွေလိုင်းလမာတွေတယောက်ချက်နှိပ်ထားပေးပါ channel လေးကိုလည်း subscribe နှိပ်ထားပေးပါနော် ညီကိုမောင်မတွေအတွက်လည်းမဝေစေတနာထားပြီးတော့ချပြပေးတာပါမဝေအတွက်ကိုလည်းပြန်ပြီးတော့စေတနာလေးထားပြီးတော့လက်မလေးနှိပ်ထားပေးပါ channel လေးကိုလည်း subscribe နဲ့ထားပေးပါအမြဲတမ်းနောက်ကျနေတယ်เนาะနောက်မကျပါဘူးเนาะ ခွန်နိုင်15ခွန်နိုင်ခွဲဆိုမဝယ်တက်နေကြပါနော်လက်ရှုပ်လွှင့်နေကြပါညနေကစိုက်လဲဖောက်သွားပြန်ပြီနော်ညနေကစိုက်ကလည်းတအားလှခဲ့တဲ့စိုက်ကလေးပါမပေးခဲ့ဘူးနော်ပြောမယ်ဆိုမဝေလဲအားရီမရှိတော့ပါဘူးနော်စိုက်တဲ့ကြီးလည်းကြပါတယ်ဒါပေမဲ့စိုက်တဲ့ကြီးကြတဲ့အထက်က ကိုကိုကိုခွန်အားညှင့်တင်ပြီးတော့အကောင်းဆုံးကရှာမဲဆိုတဲ့စိတ်တက်လေးကိုညှင့်တင်ပြီးတော့စူးစားပြီးရှာပြပေးနေရပဲเนาะရှာပြပေးတယ်ရှာထားပေးတယ်အရှုံးတော့မပေးဘူးเนาะအရှုံးတော့မပေးဘူးမဝေတို့ပောက်ွက်ပါအောင်တော့စူးစားရမှာပဲရှာရမှာပဲเนาะ ညီကောင်မောင်နှမတွေအတွက်အများအားဖြင့်ပောက်ဖို့အတွက်မဝေကအဓိကပဲမဝေအကောင်းဆုံးလဲရှာတယ်နော်စူးစမ်းပေးပါတယ်ညီကောင်မောင်နှမအတွက်အကိုအမတွေမထီသလိုမဝေလည်းမထီသလိုပါပဲနော်အကိုအမတွေရရင်မဝေရသလိုပါပဲအကောင်းဆုံးတော့စူးစမ်းပေးတာပဲနော်ကောင်းဆုံးနဲ့စူးစမ်းပေးပါတယ် ပြီးစရယ်တော့မချပြပေးပါဘူးเนาะအကိုမတွေအမြင်ပါပဲမဝေအမျိုးမျိုးကိုဟိုဘက်ကကိုယ်ဝိုက်ရှာလိုက်ဒီဘက်ကကိုယ်ဝိုက်ရှာလိုက် မျိုးမျိုးရှာပြီးတော့ချပြပေးတာပဲအမြင်ပဲဒါပေမဲ့ကန်းကမပေးစိုက်ကမပေးဆိုတော့တို့တွေလွဲတယ်စိတ်ထဲမှာကောင်းလားမကောင်းလားမဝေအတဏနာနားထောင်ကြည့်တော့เนาะ အဲ့တော့မနက်ဖန်တဲ့တပတ်ခါကြံလေးချိန်ကိုတော့အကောင်းဆုံးတော့ဖြစ်အောင်လို့တော့မဝေစူးစမ်းမှာပါကြံလေးချိန်မှာတော့ပေါက်ရမှာပေါ့နော်ပါတာပေါ့အကိုမကြီးတယောက်ထဲမှာမဟုတ်ပါဘူးနော်မဝေလည်းလိုက်ထိုးပါရဲညနေကစိုက်ကိုဆိုရင်တအားကိုလှခဲ့ပါရဲနော်မဝေညာမပြောဘူးလိမ်မပြောဘူးမဝေလည်းထိုးပါရဲ ကိုကြိုက်တဲ့အကွက်ဆိုရင်မဝေရတင်ထိုးတာပဲနော်အဲ့တော့အကိုမဒီမှာထိတာမဟုတ်ပါဘူးမဝေလည်းထိပါရဲလူဆိုတာအမြဲတော့မမှားပါဘူးအမြဲလည်းမမှန်ပါဘူးနော်ဒါလေးကိုအမှားမှန်ကိုလက်ခံပေးပါမမှန်လို့လက်ခံပေးပါအမြဲတည်းမမှားအောင်လေအမြဲတည်း အကောင်းဆုံးလဲစ조사มาပါเนาะ조사ပြီးတော့လဲရှာပေးပါတယ်အဲ့ဒါကြောင့်လို့မဝေပြောခဲ့တယ်မှန်ခဲ့ရင်လဲမဝေကိုပြုံးပြုံးလေးပါမှားခဲ့ရင်လဲပြုံးပြုံးလေးပါလို့မဝေပြောခဲ့တယ်เนาะဘာဖြစ်လို့ဆိုတော့မဝေမှန်ခဲ့လို့ရှိရင်အညီကောင်မကိုဝမ်းသာတဲ့အတွက်ကြောင့်လို့မဝေဘလို့မှမမြင်ဘူးเนาะမဝေမှားတဲ့ခါကိုလဲလက်ခံပြီး အဲ့ဒါကြောင့်မို့လို့စိုက်ကပေးရင်ရမယ်ကန်ကပေးရင်ရမယ်ကဲကြည့်ရှိမှုလေးအားနေနော်ကြည့်ရှိမှုလေး100ကျော်ပဲရှိတယ်မဝေတို့၄900ဒီစောင့်ကြည့်မယ်နော်စောင့်နိုင်အောင်မယ်နော်မဝေလိုင်းပေါ်မှာပောက်ကွက်မပါလို့မဝေကိုဘာလဲလက်မမနှိပ်ပေးခြင်းကြတော့ဘူးလားအားမပေးခြင်းကြတော့ဘူးလား

ဒါပေါ့ခန္ဓာရင်တော့ရှိရမှာပေါ့လောင်းကစားဆိုတာကအရှုံးနဲ့အနိုင်နှစ်မျိုးပဲရှိတယ်ရှုံးရင်ရှုံးမရှုံးရင်အနိုင်ပဲဟုတ်လားဒီဒံကိုခံနိုင်မှနော်နှလုံးထိုးပါမဝေလဲတော်တော်ထိနေပါပြီနော်နံပါတ်အတွက်ကိုလည်း တမျိုးလေးပေါ့နော်မဝေးရှာထားတယ်ဝမ်းချင်းရယ်လုံးပိုင်ရယ်ဗရိတ်နှလုံးရယ်မနေ့ကလည်းရိုက်ခဲညကရိုက်ခဲတဲ့ဗရိတ်ကလည်းဒီမနေ့တော့ကိုရိုက်ခဲတာနှစ်ခွန်လေးဗရိတ်ဆိုရိုက်ခဲတာဒါကိုနှစ်ခွန်လေးဗရိတ်မစင်းဘူးမနေ့ကတစ်ဗရိတ်ညနေကျမှခွန်ဗရိတ်စင်းတယ်နော်ကုသိုလ်ကံတရားများပြောပြတာပါနော်ညနေကျမှခွန်ဗရိတ်လာစင်းတယ်ဟုတ်လားမနေ့ဖန်တော့ကိုလည်းမဝေး ငါးပင်ကူးလေးပေါ့ဗရိတ်နှလုံးသေးနော်ဝမ်ချင်းအထိနဲ့ဗရိတ်နှလုံးလုံးမိုင်အထိနဲ့ဗရိတ်နှလုံးမဝေးချပြပေးမယ်မနှက်ဖန်အတွက်နော်အဲ့ဒီခုချပြမယ်ဝမ်ချင်းကလည်းကောင်းပါတယ်တို့ညကတာကင်ခဲ့ပါသေးတယ်အဲ့ဒီဝမ်ချင်းနဲ့လုံးပိုင်နဲ့လုံးပိုင်ကတော့၄ပင်ကူးလုံးပိုင်လေးပေါ့နော်ဗရိတ်ကလေးနဲ့ဝမ်ချင်းနဲ့အဲ့ဝမ်ချင်းမထိရင်မရပါဘူးအဲ့ဝမ်ချင်းနဲ့ ပရိတ်နဲ့ပြီးသွားရမယ်နော်ဝမ်းကျင်းအထီနော်ဝမ်းကျင်းအထီပါအမာခံဝမ်းကျင်းအထီပါအဲ့ဒီဝမ်းကျင်းကအဲ့ဒါပရိတ်နဲ့သွားရမယ်ကဲ300ကျော်ပဲရှိသေးတယ်နော်900ရလို့ရှိရင်မဝေချပြပေးမယ်မဝေကိုလိုင်းလက်မလေးနဲ့ကူညီပေးမဝေအရှင်အသေးလေးလက်မလေးတွေပေးထား channel လေးကိုလည်း subscribe ထားပြီးเนาะ ိတ်သက်တွေမကြကြပါနဲ့နော်စိတ်သက်တွေမကြပါနဲ့မဝေလဲစိတ်သက်တွေကြတာပဲဘာဖြစ်လို့လဲဆိုတော့ညီကောင်မတွေအတွက်နော်စိတ်ဘယ်လိုကောင်စိတ်သက်ကြတာပေါ့နော်ကိုမတွေအတွက်ဒါပေမဲ့စိတ်သက်ကြလဲကြလို့မပြီးသေးဘူးရအောင်လိုက်မယ်နော်ရအောင်လိုက်မယ်အရှုံးမပေးဘူးပေါ့အောင်စူးစမ်းမယ် နေရာကျော်ပဲရှိသေးတယ်နော်လက်ချိုးတဲ့ဝင်လာပြီဆိုတက်လက်ဆင်းနေမလုံနဲ့နော်တက်လက်ဆင်းနေမလုံနဲ့ဘာချပြလဲဘာလဲဆိုတော့မသိရဘူးဖြစ်မဲ့လက်မလေးနှိပ်တာအပန်းမကြီးပါဘူးနော်မပင်မန်းပါဘူးတစ်ချက်လောက်လေးဖုံးမှန်တောက်လိုက်တယ်ဆိုတာနဲ့ရပါတယ်အများကြီးအင်တိုက်အားတိုက်နဲ့နှိပ်စရာမလိုပါဘူးနော်မပင်မန်းပါဘူးမဝေချပြရတာမပင်မန်းပါသေးတယ်နော် နက်ဖန်တော့ပေါက်မယ်လို့တော့မဝေယုံကြည်ပါတယ်เนาะယုံကြည်ပါတယ်စိုက်ကပေးမယ်လို့တော့မဝေယုံကြည်ပါတယ်အဲ့ဒါမှပေါ့အဲ့ဒါမှမဝေအသေးတွေမဝေချေးရတာเนาะမဝေချေးရတာအဲ့ဒါကြောင့်မလို့ဟုတ်တယ်စိတ်တက်တွေလည်းလုံးဝမကြနဲ့မဝေလည်းမကြဘူးเนาะไฮเดมอเนาะ ရမှာပေါ့နော်အရှုံးမပေးပါနဲ့ကြံလေးချိန်ကိုတော့တို့အမျက်မရတော့မှကွာနော်အမျက်မရတော့မှကိုရှုံးထားတဲ့ပတ်စံလေးကိုပြန်ရအောင်ကြိုးစားမယ်အရှုံးနဲ့ရက်နေလို့မပြီးဘူးအရှုံးဘယ်တော့မှမပြီးပါနဲ့နော်အရှုံးမပြီးပါနဲ့ရအောင်ပြန်ယူမယ်နော်ရအောင်ပြန်ယူမယ်ကြံလေးချိန်ကိုညက်ဖို့တော့ထဲမစင်းစားနဲ့နော်ရှုံးကျွေးလေးပြန်ရအောင်လိုက်မယ်ပြန်လိုက်မယ်နော် မဝေကတော့အရှုံးမပေးဘူးမရရနေဒီရအောင်ပောက်ကွက်ပအောင်ချပြပေးမှာပဲရှာမှာပဲနော်ကဲမဝေအရင်ဆုံးလုံးဝမ်းချင်းလေးကိုချပြပေးမယ်ညကရိုက်ခဲ့တဲ့ဝမ်းချင်းလေးပါနော်အကိုမကြီးကြိုသိတယ်ဆိုရင်မနေ့ဖန်အတွက်ဘာဝမ်းချင်းလဲဆိုတော့ comment မှာမှတ်ထားဒီလေးနဲ့ဒီငားနဲ့ပေါင်းမယ်ကိုကိုကိုဒီသုံးနဲ့ပေါင်း ၄နဲ့၅နဲ့ပေါင်းချင်းဒီကိုကိုဒီ၃နဲ့ပေါင်းချင်းဒီ2 2ရလို့ဒီပင်လေးနော်25ပင်လေး2ရလို့2ခုံဝန်းချင်းနော်2ပါဝါခုံ2ခုံဝန်းချင်း2ခုံဝန်းချင်းဒီ25လို့ထွက်တယ်နော်ဒါဝန်းချင်းတစ်ခုကို ရှင်းပြပေးတာနောက်တစ်ပင်ဒီခုံနဲ့ဒီ၅နဲ့ပေါင်းချင်းဒီ2 2ကိုဒီ၄နဲ့ပေါင်းချင်းဒီ6၄တင်နေရာမှာနော်6ရလို့6တွဝန်းချင်း 6ပါဝါ1 61ချိန်းသည်၄တိလို့ထွက်တယ်။နောက်တစ်ပင်ဒီ1နဲ့ဒီ1နဲ့ပေါင်းချင်းသည်2 2ကိုဒီ2နဲ့ပေါင်းချင်းသည်4 4ရလို့4ပါဝါ9 4ကို1ချိန်းသည်၄ရှိလို့ထွက်တယ်။ကဲနောက်တစ်ပင်ဒီ3ရနဲ့ဒီ1နဲ့ပေါင်းချင်းသည်8 8ကိုဒီ4နဲ့ပေါင်းချင်းသည်2 2ထွက်တဲ့ပြမကြည့်ပါ။2ရလို့2ခွန်1ချိန်း2ပါဝါ9 2ခွန်1ချိန်းသည်2 5လို့ထွက်တယ်။ ကဲနောက်တစ်ပင်ဒီ၃နဲ့ဒီ၅နဲ့ပေါင်းခြင်းဒီ၈၈ကိုဒီ၄နဲ့ပေါင်းခြင်းဒီလည်း၂ပဲနော်နှစ်ရလို့နှစ်ပါဝါခွန်းနှစ်ခွန်ဝန်းချင်းဒီမနက်ကနှစ်ကိုလို့ထွက်တယ်ကဲမနက်ဖန်ဘာဝန်းချင်းလေးလဲဒီ၈နဲ့ဒီ၉နဲ့ပေါင်းခြင်းဒီခွန်းခွန်းကိုဒီ၂နဲ့ပေါင်းခြင်းဒီ၉၉ပါဝါ၄၉လေးဝန်းချင်းမနက်ဖန်တို့နော်၉လေးဝန်းချင်းမနက်ဖန်တို့အဲ့ဒါဝန်းချင်း ။ဘာဖြစ်လဲဆိုအဲ့ဝမ်းချင်းကောင်းလို့မဝေဆက်ကိုင်းနေ။နော်။လာမယ်။အဲ့ဝမ်းချင်းဘာလို့ကောင်းလဲဆိုတော့မဝေရှင်းပြပေးမယ်။နောက်လုံးမိုင်လာမယ်။လုံးမိုင်ရင်ဆုံးရိုက်ပြပေးမယ်။လုံးမိုင်ပြီးမှမဝေပြိပြမယ်။စူးစားပေးပါတယ်နော်။စူးစားပေးပါတယ်။အမြင်အားပေးနေပါတယ်တဲ့။စူးစားပေးပါတယ်နော်။မဝေအကောင်းဆုံးတော့စူးစားပေးတယ်။ဘာဖြစ်လဲဆိုမဝေကူညီလိုက်တဲ့ case ဟိုနေအလုပ်တစ်ခုသည် လူအများပောက်သွားလို့ရှိရင်မဝေကိုရန်ဝန်းတာတယ်ဟုတ်လားမဝေကငွေတို့ကြီးပေးလိုက်လို့ပဲနော်ငွေတို့ကြီးပေးလိုက်ရသလိုပဲကုညီပေးပါပါနော်အကောင်းဆုံးကိုလည်းကုညီပေးပါပါကဲလုံးမိုင်လာမယ်လုံးမိုင်ကဒီအပြာရောင်နဲ့ရိုက်တာနော်အပြာရောင်နဲ့ရိုက်တာတေချာလေးကြည့်ပေးဒီအနီရောင်လိုင်းဒီဝိုင်းချင်းအခုအပြာလိုင်းဒီလုံးပိုင်းဒီလေးနဲ့ဒီငါးနဲ့နှမ်းပေါင်းမယ် လေးနဲ့ငါးနဲ့ပေါင်းချင်းဒီကိုကိုကိုဒီလေးနဲ့ပြန်ပေါင်းမယ်နော်300ရတယ်300ရလို့ဒီလေးရှိပင်ကိုကြည့်ပေး300ရပါဝါသည်ရှစ်တလုံးပိုင်နော်လေးကိုဝါချင်းရှစ်တလုံးပိုင်နဲ့လေးရှိလို့ထွက်တယ်နော်နောက်တစ်ပင်ဒီနှစ်နဲ့ဒီတစ်နဲ့ပေါင်းချင်းဒီ3 3ကိုဒီလေးနဲ့ပေါင်းချင်းဒီခွန် ခွန်ပါဝါသည်နှစ်တလုံးပိုင်းနှစ်ငါးထွက်တဲ့အပင်ကိုကြည့်နော်ခွန်ပါဝါသည်နှစ်တလုံးပိုင်းဟာလားနှစ်ခွန်ဝမ်းကျင်းနှစ်တလုံးပိုင်းနှစ်ငါးလို့ထွက်တယ်နော်နှစ်နှစ်ငါးထွက်တဲ့အပင်ကြည့်ကဲနောက်ဝမ်းကျင်းအော်နောက်တုံးပိုင်းလာမယ်ဒီလေးနဲ့လေးနဲ့ရှင်းနဲ့ပေါင်းရင်ဒီနှစ်နှစ်ကိုဒီနှစ်နဲ့ပြန်ပေါင်းသည်လေးလေးပါဝါသည်ကိုတလုံးပိုင်းနှစ်ခွန်ဝမ်းကျင်းကိုတလုံးပိုင်းနဲ့နှစ်ကိုလို့ထွက်မနေ့ကဟုတ်ပြီလား ကဲမနေ့ဖန်အတွက်ဘာလုံးပိုင်လေးလဲဒီလေးနဲ့ဒီငါးနဲ့ပေါင်းချင်းသည်ကိုကိုကိုဒီနှစ်နဲ့ပြန်ပေါင်းတစ်တစ်ပါဝါသည်6တလုံးပိုင်ဟုတ်လား6တလုံးပိုင်ကိုလေးဝမ်းချင်းပြီးမလားနော်ကဲလာမယ်ပြိတ်လာမယ်ရေကိုမဝင်အစိမ်းရောင်လေးရိုက်ပေးမယ်နော်နော် တရိတ်ကိုမောင်ဝင်အစိမ်းရောက်လိုက်မယ်နာကိုမိုင်းနာရှင်းပါတယ်နော်၄နဲ့၅နဲ့ပေါင်းချင်းဒီကိုကိုဒီ၄နဲ့ပေါင်းချင်းဒီ၃၃ပါဝါဒီ၈တလုံးပိုင်း၄ရှိထွက်တဲ့နေရာမှာ၄ကိုဝါချင်းနဲ့၈တလုံးပိုင်းနဲ့အပြီး၂နဲ့၁နဲ့ပေါင်းချင်းဒီ၃၃ဒီ၄နဲ့ပေါင်းချင်းဒီခွန်ခွန်ပါဝါဒီ၂တလုံးပိုင်း၂၅ထွက်တဲ့နေရာမှာနော်နောက်တစ်ပင်ဒီ၄နဲ့ဒီ၈နဲ့ပေါင်းချင်းဒီ၂၂ကိုဒီ၂နဲ့ပေါင်းချင်းဒီ၄၄ပါဝါ၉တလုံးပိုင်းနော် နှစ်ခုံဝိုင်းချင်းကိုတုံးပိုင်းတော့နှစ်ကိုထွက်တယ်နော်ကိုတုံးပိုင်းကဲမနှက်ဖန်အတွက်ဒီလေးနဲ့ဒီငါးနဲ့ပေါင်းချင်းစီကိုကိုဒီနှစ်နဲ့ပေါင်းချင်းစီတစ်တစ်ပါဝါ6တလုံးပိုင်းကိုလေးဝမ်းချင်းဟုတ်ပြီလားကဲလာမယ်ဗရိတ်လာပြီဗရိတ်ကအစိမ်းရောင်လေးရိုက်တယ်နော်ဒီဒီ6နဲ့ဒီငါးနဲ့ပေါင်းမယ်ဒီ6နဲ့ဒီငါးနဲ့ပေါင်းချင်းစီတစ်ရတယ်တစ်ကိုမဝေလို့ဒီနှစ်နဲ့နှမ်းပေါင်းမယ် 300တယ်နော်300တော့ဒီပင်လေးဒီနေရာလေးနော်နေတိထွက်တဲ့နေရာမှာကြည့်မယ်နော်6နဲ့1 9နဲ့ပေါင်းရင်ဒီ1တစ်ကိုဒီနှစ်နဲ့ပေါင်းရင်3ဒီဘက်နဲ့တိုးလိုက်မယ်နော်3 300တယ်နော်300လို့3နှစ်ခက်ဒီ9နော်35ပြိတ်ဟုတ်လား35ပြိတ်ဘာထွက်လဲဘာပြိတ်ထွက်လဲ9ပြိတ်လို့ထွက်တယ်ဟုတ်ပြီလား 6တိအချင်းနဲ့နော်5ဘိတ်ထွက်တယ်အဲ့6တိအချင်းနဲ့5ဘိတ်ထွက်တာမထိလို့မရဘူးနော်ထိပေးရမှာနော်အဲ့ဒါအထိ6တိအထိ6တိ1ချင်း6တိအထိနဲ့3 5ဘိတ်ဖြစ်ရမယ်ဟုတ်ပြီလားကဲနောက်တစ်ပင်ဒီ9နဲ့ဒီ9နဲ့နှမ်းပေါင်းမယ်3ည3ညကိုမဝေဒီ4နဲ့ပြန်ပေါင်း4 4ရတယ်နော်4ရလို့4နှစ်ခက်ဒီ2 4နှစ်ဘိတ်ရှစ်တလုံးပိုင်း၄ကို1ချင်းအထိနဲ့ နော်ရှစ်တလုံးပိုင်းလေးကိုဝိုင်းကြီးအထီနဲ့လေးနှစ်ပြိတ်ဖြစ်ရမယ်ဒီမှာဘာပြိတ်ဆင်းလဲလေးနဲ့ရှစ်နဲ့နော်လေးရှစ်ထွက်တယ်လေးရှစ်ကနှစ်ပြိတ်ဟုတ်ပြီလားလေးကိုအထီနော်လေးကိုအထီရှစ်တလုံးပိုင်းနဲ့လေးနှစ်ဝိုင်းလေးနှစ်ပြိတ်နှစ်ပြိတ်လို့ထွက်တယ်နောက်တစ်ပင်ဒီ9နဲ့ဒီ10နဲ့ပေါင်းခြင်းသည်6 6ကိုဒီ၄နဲ့ပေါင်းခြင်းသည်3ညနော်3ညရလို့3ညနှစ်ခတ်သည်ခွန်3ညခွန်ပြိတ်နှစ်တလုံးပိုင်းနဲ့နှစ်ခွန်ဝန်းချင်းအထီနဲ့3ညခွန်ပြိတ်ဖြစ်ရမယ် ဘာဘာပရိတ်ဆင်းသွားလဲနှစ်ငါခွန်ပရိတ်လို့ဆင်းတယ်ဟုတ်ပြီနော်ကဲနောက်တစ်ပင်ဒီလေးနဲ့ဒီမဟုတ်ဘူးဒီတစ်နဲ့ဒီရှင်းနဲ့ပေါင်းကြီးသည်ကိုကိုကိုဒီနှစ်နဲ့နှမ်းပေါင်းမယ်တစ်ဟုတ်လားတစ်ရလို့တစ်ရလို့တစ်နှစ်ခက်သည်ရှစ်တစ်ရှစ်ပရိတ်ကိုတလုံးပိုင်းနှစ်ခွန်ဝမ်းချင်းအထိနဲ့တစ်ရှစ်ပရိတ်ဖြစ်ရမယ်ဟုတ်ပြီနော်ကိုတလုံးပိုင်းနဲ့နှစ်ခွန်ဝမ်းချင်းအထိနဲ့ တစ်ရှိပရိတ်ဖြစ်ရမယ်တစ်ပရိတ်လို့ဆင်းတယ်မနက်ကဟုတ်ပြီလားကဲမနက်ဖန်ကြဘာပရိတ်လဲဒီရှိနဲ့ဒီငါးနဲ့နှမ်းပေါင်းမယ်300တယ်300ကိုမဝေလို့ဒီနှစ်နဲ့ပြန်ပေါင်းမယ်900တယ်900လို့ငါးနှစ်ခက်သည်3 93ပရိတ်6တလုံးပိုင်းနဲ့6လေးဝမ်းချင်းအထိနဲ့93ပရိတ်ဖြစ်ရမယ်ဟုတ်နော်6တလုံးပိုင်းနဲ့6လေးဝမ်းချင်းအထိနဲ့93 93ပရိတ်ဖြစ်ရမယ် ဒီဝမ်းချင်းနဲ့မထီလို့မရဘူးเนาะသူ့အထီနဲ့ဗရိတ်သွားတာသူ့အထီနဲ့ဗရိတ်သွားရမယ်ဟုတ်ပြီเนาะသူ့အထီနဲ့ဗရိတ်သွားရမယ်6တစ်ဝမ်းချင်းအထီနဲ့3 5ဗရိတ်ဟုတ်တယ်เนาะ၄တစ်လို့ထွက်တယ်5ဗရိတ်၄6ဝမ်းချင်းအထီနဲ့၄နှစ်ဗရိတ်ဖြစ်ရမယ်เนาะနောက်တစ်ပင်2ခွန်ဝမ်းချင်းအထီနဲ့၃ညခွန်ဗရိတ်ဖြစ်ရမယ်2ခွန်ဝမ်းချင်းအထီနဲ့1ရှစ်ဗရိတ်ဖြစ်ရမယ်6 6ဝမ်းချင်းအထီနဲ့5 3ဗရိတ်ဖြစ်ရမယ်လုံးပိုင်းတွေကလည်းပါတယ်เนาะ10ပိုင်း နှစ်ပိုင်း၉ပိုင်းမနက်ဖြန်၆ပိုင်းဟုတ်ပြီလားအဲ့တော့မနက်ဖြန်တွက်မဝေစီးမယ်၆ပိုင်း၉လေးဝန်းကျင်အထိနဲ့၅သုံးပရိတ်ဖြစ်ရမယ်ဆိုရင်တို့တွေတွဲမယ်နော်စိမ့်အောင်နဲ့မရိုက်တော့အပြာရောက်ရမယ်နော်တွဲမယ်ဆိုရင်၅သုံးပရိတ်နော်၆ပိုင်း၉လေးဝန်းကျင်အထိနဲ့ဆိုရင်6အဲ့ဒါ5ပြိတ်เนาะ ကိုးနဲ့ဆိုရင်ကိုး6 5ပြိတ်ကိုးနဲ့3ပြိတ်ဆိုရင်ကိုး4ဟုတ်ပြီလားပြီးရင်၄အထိနဲ့5 3ပြိတ်ဖြစ်ရမယ်ဆိုရင်၄အထိနဲ့5 3ပြိတ်ဖြစ်ရမယ်ဆိုရင်4ဟုတ်နော်၄နဲ့3ပြိတ်ဖြစ်ရမယ်ဆိုရင်မှာကိုး4ပါပြီ၄နဲ့5ပြိတ်ဖြစ်ရမယ်ဆိုရင်4ဟုတ်နော်မှာပြန်ပြောပြမယ်ကိုးနဲ့5ပြိတ်ဆိုရင်ကိုး6ကိုးနဲ့3ပြိတ်ဆိုရင်ကိုး4 ၄အထိနဲ့၅ပြိဆိုရင်၄တ၄၄အထိနဲ့၃ပြိဆိုရင်၉၄ပြီးရင်၆နဲ့လာအောင်မယ်၆နဲ့၅ပြိဆိုရင်ဒီမှာပါပြီ၆၉เนาะ၆နဲ့၃ပြိဖြစ်ရမယ်ဆိုရင်၆ခွန်ဟုတ်လားเนาะအာပြိတွေเนาะအာပြိ၆၉၆ပိုင်း၉၄ဝန်းချင်းအထိနဲ့၅၃ပြိဖြစ်ရမယ်เนาะအဲ့ဒါကိုအာထိုးမယ်เนาะအဲ့ဒါကိုအာထိုး ဖုံးမဆေးမှာဒီညမပေးပါဘူးเนาะဒီကနန်းလေးကွက်ကိုတင်ထိုးเนาะမောင်ဝေရှင်းပြတာเนาะ၃ည5ပြိတ်ဆိုရင်6 405ပြိတ်မဟုတ်ဘူးเนาะတို့ဒီဟာကိုကတ်ပေးဦးမယ်သိလားဒီမှာ10ဘိုင်နဲ့6 1ချင်းနဲ့ကြတော့6 8တို့အပြီးထွက်တယ် နှစ်ပိုင်းနှစ်ခွန်ပိုင်းနဲ့ဆိုရင်နှစ်ခွန်ဝန်းကျင်နဲ့ဆိုရင်သူကနှစ်သုံးထက်သွားတဲ့ကြောင့်နှစ်သုံးပိုင်းပြီးသွားတယ်ဒီမှာကျတော့သွားမှန်တယ်၉ပိုင်းနှစ်ခွန်ဝန်းကျင်နော်နှစ်၉ဆိုဆင်းတယ်အခုလည်းဒီမှာကြည့်၆၆ပိုင်း၉လေးဝန်းကျင်နဲ့၆၉တော့ပါပြီ၆လေးတကွက်ရန်ထည့်ပေးမယ်မဝေနော်၆လေးတကွက်ရန်ဖိထည့်ပေးမယ်ပရိနေတော့မညီဘူးနော်ဝန်းကျင်တစ်ခုကိုကတ်ပေးတာ၆လေးတကွက်တော့ရန်ထည့်ထားတယ်နော်အဲ့ဒီ၅ကွက်ကိုတင်ထိုးနော်တင်ထိုးမဝေပြရနော်အကိုအမတွေမြင်တိုင်းပဲ မဟုတ်ဘူးလေခွေးကွာကြီးရှာပေးတာပဲเนาะဖုံးမဆင်းမှာဒီညမပေးပါဘူးဒီကနေ့ငါးခွက်ကိုတင်ထိုးเนาะတင်ထိုးငါးသုံးပရိတ်ကိုလေးဝမ်းချင်းအထိနဲ့၆တလုံးပိုင်းအထိနဲ့ငါးသုံးပရိတ်ဖြစ်ရမယ်အဲ့ဒီမှာထုတ်ပေးထားတယ်เนาะအဲ့ဒီငါးခွက်ကိုတင်ထိုးကြဖုံးမဆင်းကဒီညမပေးဘူးเนาะအဲ့တော့တင်ထိုးမဝေမြင်နာတွေ့ကတွေ့တာကတော့ခြားပြပေးတဲ့အကိုမတွေအတွက်ဘာမှမချန်ခဲ့ဘူးเนาะမဝေဒီပရိတ်ကိုကြိုက်လို့ဆွတ်ထုတ်ပြီးတော့အကိုမတွေကိုခြားပြပေးတာ ဝမ်းကျင်းအထိနဲ့နော်ဝမ်းကျင်းမထိလို့မရဘူးနော်ဝမ်းကျင်းမထိလို့မရဘူး၆တလုံးပိုင်းမထိလို့လည်းမရဘူးနော်အဲ့ဒါကိုထိအောင်မဝေးချပြပေးတာအထိတွေနဲ့သွားမှာအထိတွေနဲ့ဗိတ်သွားတာဟုတ်နော်အထိတွေနဲ့ဗိတ်သွားတာအဲ့ဒါချပြပေးခဲ့ပြီအဲ့ဒါလေးခွက်၅ခွက်ကိုထိုး၆လေးကတော့ဗိတ်နဲ့မတက်ဆိုင်ဘူးဝမ်းကျင်းတစ်ခုကပ်ပေးထားတာလုံးပိုင်းနဲ့ဝမ်းကျင်းကပ်ပေးထားခဲ့တာအဲ့ဒီဗိတ်နဲ့တက်ဆိုင်တာဆိုတော့၉၆၉လေး၄၁၆ခွန်အဲ့ဒါဗိတ်နဲ့ကပ်ပေးထားတာအကောင်းဆုံးဗိတ်ပဲနော်အဲ့ဒါကိုတင်ထိုးကြနော်အာတင်ထိုးကြနော် ကဲမဝေလိုက်ရှိုးလေးနားမယ်မနှက်ဖန်ကိုပောက်ကြပါစေလို့မဝေဆူတောင်းပါရနော်ဆူတောင်းပေးပါရအတိုင်းထက်လုံဆူတောင်းဆူတောင်းပေးပါရရစေခြင်းပါရပောက်စေခြင်းပါရနော်အကူမရမဝေလိုက်ရှိုးလေးနားမယ်စိတ်ဤချမ်းသာခြင်းကိုယ်ဤကြမ်းမာခြင်းပြည့်စုံပါစေငါကိုငါမရအေးချမ်းသာပျော်ရွှင်သောဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှုံးကျူးလေးတွေကြည်ကြပါစေနော်အောင်နိုင်သူကြီးတွေဖြစ်ကြပါစေလို့မဝေဆူတောင်းပေးပါရရှင်